ဒါမဲ့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့ရီမန်းချက်ကအာနာစင်ပဲလေနော်အာနာစင်ပြုတ်ကြရေးပဲကျွန်တော်ကရင်ပြည်မှာရှိတဲ့ကရင်လက်နက်ကန်တွေအချင်းချင်းပြန်တိုက်ဖို့လည်းမဟုတ်သလိုပြန်တိုက်ဖို့လည်းအားပေးစရာမလိုကြပါဘူး စလန်ဘယ်လောက်ထိအရေးပါလဲဆိုရင်ဒါအလုံးလဲတိကျတဲ့အတိုင်းမလင်းเนาะဒါစစ်ကောင်စီရဲ့ဒါဒီခုနကတော့ပြောသွေးကြောလို့ပြောလို့ရတယ်ဒီနေဆက်ကုံတွယ်မှုစီစဉ်မှုဆိုတာကခုနကတော့ပြောလို့မျိုးစစ်ကောင်စီကဒီရရတဲ့မွေးကြီးတွေနဲ့ခုနကတော့ပြောလို့အလက်နဲ့တွေဝယ်မယ်သူ့ရဲ့တပ်ကိုတီဆောင်မယ်ခုနကတော့ပြောကျွန်တော်တို့ကဒီပြန်ဘာကြောင့်အဲ့လိုမျိုးပြောရလဲဆိုရင်ကဲကျွန်တော်တို့ဒီတိုက်ပွဲမရှိခင်ငင်းချင်းလှုပ်တဲ့အချိန်မှာတော့လည်း ဒီနေဇာရဲ့ဝင်ဝင်တရက်တရက်ကကျွန်တော်တို့ခုနကပြည်သူတွေကဒါကိုခံစား꿰ရှိမှဆိုရင်ကျွန်တော်ပြောတာတနိုင်ငံလုံးမဟုတ်တော့မှကျွန်တော်ပြောဒီတဒေသဒီဒစိပိုင်းတဒေသဒီဒီ area တွေမှာခင်ဗျားတို့အမြင်ပဲလေဖွင့်ပြတိုးတက်ရမှာလေအခုဆိုကျွန်တော်ရွာတရွာအကြောင်းတကြောင်းမရှိဘူးရွာတရွာလမ်းတကြောင်းမရှိဘူးကျွန်တော်ပြောအစေးုံစေးကန်တလုံးမှမရှိဆိုတော့ဒီကရတဲ့ budget တွေဒီကရတဲ့ငွေတွေကဘယ်ကိုရောက်သွားသလဲကျွန်တော်ပြောချင်တာဒါအဓိကကျွန်တော်ပြောချင်တာစစ်ကောင်စီဇီကိုပဲရောက်သွားတာဒီဒီစစ်တပ်ကိုပဲရောက်သွားတာ ဒါကြောင့်မို့ဒီဟာကဘယ်လောက်ထိရေးပါလဲဆိုတော့ဒီအားဆက်လိုင်းကြီးကပွင့်သွားမယ်သူတို့ပုံမှန်အဲကုံတွေစီစဉ်မှုတွေလုံလာနိုင်ရယ်ဆိုရင်ဒါကျွန်တော်တို့ပြောပြောနိုင်တယ်သူတို့ရဲ့ဒါအသွေးကြောကိုကျွန်တော်တို့ကပြန်ပြီးတော့ဟိုဆက်ပေးသလိုပဲသူတို့ကဒီကနေရတဲ့အကျိုးအမြတ်နဲ့ဒီကနေရတဲ့မွေကြေးတွေနဲ့ခုနကဒီဒေါ်လာရေးအားစုတွေဒီတိုင်းသားဒေသတွေကိုသူကအကြီးကျယ်ဒီခုနကပြန်ပြီးတော့ထိုးစစ်ဆင်မှာပဲ ဒါကြောင့်ဒါတစ်ဖက်ပေါ့နော်နောက်နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင်အဲဒီအာဆလန်ဘလောက်တိရေးပါလဲဆိုရင်ဒီအာဆလန်ကိုသူပြန်ပြီးတော့ထိန်းချုပ်နိုင်ပြီဒီခုနကတော့ပြောမြောက်ဒီကိုပြန်ထိုးဖောက်နိုင်ပြီဆိုရင်မြောက်ဒီမှာကျွန်တော်တို့ဒါ ဟိုတိုက်ခဲ့ရတယ်ကျွန်တော်တို့သွေးနဲ့ချွေးနဲ့ကျွန်တော်အများပေးဆက်ခဲ့ရတဲ့အပေါ်မှာခုနတော့ပြောသူတို့အနေနဲ့ပြန်ထိုးဖောက်နိုင်ပြီဆိုရင်တစ်ချက်အိမ်နီးချင်းနဲ့သူတို့စကားပြောပြီးတော့မှသူတို့လှုပ်လှုပ်လှလှလှုပ်လို့ရမယ်နေ့ချက်ဒီလမ်းကိုသူတို့ပြန်အသုံးပြုနိုင်ပြီဆိုရင်ခုနတော့ပြောသူတို့ရဲ့ဒီတက်တက်စစ်တက်အတွက်ကိုအများကြီးဒီမွေးကြီးတွေထောက်ကူပြုလာပြုနိုင်တယ်ဒါကြောင့်သူတို့လည်းကောင်းကောင်းသိတယ်ဒါကြောင့်သူတို့ကလည်းဒီလမ်းနဲ့ပတ်သက်ပြီးတော့အသေးအံနင်းနင်းညံ့ညံ့ထိုးစစ်ဆင်နေတယ်ကျွန်တော်ပြောတိုက်ပွဲပေါင်း200ကျော်ဆိုတဲ့ပမာဏကနည်းတဲ့ပမာဏမဟုတ်ဘူး ဒါပေမဲ့သူတို့ဒီလောက်ထိလှုပ်တယ်လှုပ်ခဲ့တယ်ဆိုပေမဲ့ခုနကကျွန်တော်တို့ကခုနကပြောတဲ့စိတ်ပိုင်းဆိုင်ရာစိတ်သက်ဆိုင်ရာကျွန်တော်တို့ကလုံးဝဒီဟာကိုအဆုံးမပေးဘူးငါတို့တေတေပြည့်စင်ငါတို့ရအောင်ခုခံမယ်ရအောင်တိုက်မယ်ဆိုတဲ့စိတ်နဲ့တိုက်ကြတဲ့အပေါ်မှာသူတို့ဒီဒီကနေ့ဒီကချိန်ထိမတက်နိုင်ဘူးမတက်နိုင်တဲ့အပေါ်မှာခုနကထိုးစစ်ကနေကျွန်တော်ပြောသလိုပဲအစကတည်းကပြောသလိုအခုသူတို့ခံစစ်ပြန်ဖြစ်သွားတယ်ခံစစ်ပြန်ဖြစ်ကျွန်တော်တို့ထိုးစစ်ပြန်ဖြစ်နေထိုးစစ်ပြန်ဖြစ်ပြီဆိုကျွန်တော်ပြောရဲတယ်မကြခင်ကျွန်တော်တို့ထိုးစစ်ကောင်းကောင်းကျွန်တော်တို့လုံနိုင်အောင်ကျွန်တော်တို့စီမံနေတယ်ခုနကတော့ဒီအောင်စရာကြီးတစ်ခုလုံးကျွန်တော်တို့ ဟိုပြုတ်သွားအောင်ဟိုခုနကစင့်ကြရဖြစ်သွားအောင်ကျွန်တော်တို့ဟိုစီမံဆောင်ရွက်နေတာကိုကျွန်တော်ခုနပြောခြင်းတယ်ဘာလို့လဲဆိုတော့ခုနပြကျွန်တော်တို့သူတို့တက်ကနေပြေးလာတဲ့လူငယ်တွေတော်တော်များများလဲသူတို့ပြန်ပြီးတော်လန့်မယ်အခုပြည်သူတွေကသူတော်လန့်တယ်ကျွန်တော်တို့ဒီတိုင်းသားတွေကတော်လန့်မယ်ဆိုရင်တေးကြတယ်ဒီလူတွေကမကြတော့ဘူးပြုတ်မှာပါဟုတ်လားဟုတ်လားတေးရပါကြဟုတ်ပါပြီနော်ဟုတ်ပြီနော်ဟုတ်ပြီနော်ဟုတ်ပြီနော် အဓိကတော့ဝေဖန်မှုတွေကတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဝေဖန်မှုကိုသိခီယူမဆိုင်ဘူးဆိုတာဒီလိုဝေဖန်တဲ့လူတွေကအဓိကဒီစစ်ကောင်စီကငားရမ်းထားပြီးတော့မှစစ်ကောင်စီကနေပြီးတော့မှဒီ social media public တွေမှာအခကြေးပေးထားပြီးတော့ဒီဟိုစိတ်ပိုင်းဆိုင်ရာပေါ့နော်စိတ်ဓာတ်ပိုင်းဆိုင်ရာကိုဒီအဓိကတော့ထိုးနှက်တာပေါ့အဓိကများသောအားဖြင့်ဟိုဒီကျွန်တော် KNU ကိုထိုးနှက်တာများသောအားဖြင့်ကျွန်တော်တွေ့ရတယ်။ဘာကြောင့်ထိုးနှက်လဲဆိုတော့ဒီ KNU ကလည်းသူတို့တော်တော်လေးကိုခုနကပြောစစ်ကောင်စီအနေနဲ့ဒါဟိုသူတို့ဟိုဒီ ပြန်ကြည့်မယ်ဆိုဒီဒေါ်လာရေးတောက်ဆောက်မှာဒီ KNU ကတောက်ဆောက်ပန့်ပိုးခဲ့တယ်။ဘာလို့လဲဆိုတော့ကျွန်တော်အဲ60နှစ်88အရင်ခင်းနေတိုင်းမှာဒီ KNU ကပဲမွေးထုတ်ခဲ့တယ်ပြိုးထောင်ခဲ့တယ်သူကောင်းကောင်းသိတယ်။ဒါကြောင့်ဒီ KNU ကဟိုလုံးလန်လန်မထူနိုင်အောင်ခုနတော့ပြောလို့ဟိုဒီ social media public အားနဲ့သိရမှလားဒီဟိုအစဲမယ်ပြောမယ်ဆိုမယ်ဒါတွေကကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တကယ်ပြည်သူတွေအစ်စ်မှန်မဟုတ်ဘူး။ ဒါတွေကခုနပြောရှစ်ကောင်စီကငားရန်ထားပြီးတော့မှဒီ public တွေကိုဒီလိုမျိုးဟိုပြည်သူလူထုထင်အောင်ထင်မှားဖြစ်အောင်ပြည်သူလူထုတွေအနေနဲ့ခုနတော့ပြောတယ်ဒီဟိုအားမပေးအောင်ဟိုတင်းအောင်ဒါသူတို့လောက်တာဖြစ်တော့ကျွန်တော်တို့ကောကောင်းသိတယ်ဒါကိုဒါပေမဲ့တချို့ဒါ social media တွေမှာပြောလိမ့်မယ် KNU ကမလုပ်ဘူးမတိုက်ဘူးဒါပေမဲ့ကျွန်တော်တို့ပြောချင်တာကဒီအနာသိမှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒီ KNU က statement ကိုပထမဆုံးစထုတ်တာဒီအနာသိမှုကိုလက်မခံဘူးဆိုတာဘာလို့လဲဆိုတော့အဲ့ဒီ အာနာမသိငင်ကလည်းဒီ MC နဲ့ပတ်သက်ပြီးဒီ KNU ကလည်းထဲထဲဝင်ဝင်ကိုပါခဲ့တာပါခဲ့တဲ့အပေါ်မှာတော့မှခုနကမန်တိုင်တစ်ခုအနေနဲ့သွားခဲ့တာနော်ဆေးပြလမ်းဆောင်အနေနဲ့သွားခဲ့တယ်ဒါပေမဲ့ခုနကတော့ပြောလို့ဒီအာနာသိမ့်လိုက်ပြီးဆိုတော့ကျွန်တော်တို့ချက်ချင်းရတဲ့အချိန်မှာဒါစတိတ်မေ့ထုတ်တာပဲတော့အာနာသိမ့်မှုကြောင့်လုံးဝလက်မခံဒါဆိုရင်ကျွန်တော် KNU ဘာလုပ်နေတယ်လဲဒါပြည်သူတွေလည်းကောင်းကောင်းသိတယ်လို့ဒီမှာရှိတဲ့တော်လိုက်အားစုတွေကောင်းကောင်းသိတယ်ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့ဒီအချိန်မှာလက်မခံဘူးလို့ပြောလိုက်တာနဲ့ဗဇက်နဲ့ဒီစတိတ်မေ့ထုတ်ရုံနဲ့မပြီးဘူးဒီလူငယ်တွေကိုကျွန်တော်လက်ခံရတယ်ခုနက ဟိုဒီစစ်အခြေခံကိုကိုမိခုခံကာကွယ်နိုင်အောင်ကျွန်တော်တို့ကဟိုအခြေခံတင်တန်းတွေပေးရတယ်ဒီလိုတွေကျွန်တော်လှုပ်ဆောင်ခဲ့တာခုနကတော့ဒီဒီဘက်တောင်ပိုင်းတိုင်းတစ်ခုလုံးကိုပဲကြည့်မလားအခုဒီပြည်တွင်းထဲမှာပြန်ဝင်ရောက်ထိုးဖောက်တဲ့လူအဒီဒေသတွေပဲကြည့်မလားဆိုတော့ဒါကျွန်တော်တို့ဒီ KNU ရဲ့ဟိုဟိုပံ့ပိုးမှုနဲ့ဒီခုနကတော့ပြောဒီအုပ်ချုပ်မှုကမကင်းပါဘူးကျွန်တော်ပြောကြမကင်းပါဘူးအခုထိလဲကျွန်တော်တို့ကခုနကပြောဟိုအများအမြင်မှာတော့သူများတွေလုံနိုင်တယ်လို့ကြီးကြီးမားမား အတမျိုးပြီးတမျိုးမလုံနိုင်တာကတော့ဒါကျွန်တော်တို့ရဲ့ခုနကဟိုဒီစစ်ကောင်စီနေနဲ့ဒါကိုအကွက်ကြက်ကြကျွန်တော်ထိုးထိုးနေတာပေါ့ဒါမှမဟုတ်ကျွန်တော်ပြောရဲတယ်ဒါမှမဟုတ်ကျွန်တော်တို့ကသူများတွေလိုမျိုးကောင်းကောင်းမွန်မွန်မသိနိုင်ဘူးဆိုပေမဲ့သူများလုံနိုင်တယ်လို့ကျွန်တော်တို့လုံနိုင်တယ်ကျွန်တော်ပြောရဲတယ်သူများလုံနိုင်တယ်လို့ကျွန်တော်လုံနိုင်ဆိုတာဘာကြောင့်ကျွန်တော်အသက်တွေကနဲ့ကျွန်တော်ချပြလို့ရတယ်ကျွန်တော်ပြောချင်တာတမမမူအစင်းတိအမြေပြင်မှာသူများတုတ်တင်နိုင်ခဲ့တယ်ကျွန်တော်တုတ်တင်နိုင်ခဲ့တယ်သူကဒီမှာကြည့်လို့ရတယ်ဗျာလင်းရင်တခြားတိုင်းသားတွေပြစ်ချနိုင်တယ်ကျွန်တော်ပြစ်ချနိုင်တာပဲဟုတ်တယ်မလား မြို့လည်းခုနကတော့ပြောကျွန်တော်ကြီးကြီးမားမားမသိနိုင်ဘူးဆိုမဲ့ကျွန်တော်တို့အခုသိနေတဲ့မြို့၃မြို့ဟုတ်တယ်မလားရှစ်ကောင်စီပြန်ပြီးတော့မထိန်ချုပ်နိုင်ဘူးဒါလည်းမြို့ပဲကျွန်တော်ပြောနေတာဒါမြို့ပဲကျွန်တော်လှုပ်နိုင်တယ်နော်ခုနကတင့်ကားကြီးတွေသူများဖြက်စီးနိုင်ကျွန်တော်ဖြက်စီးနိုင်တာပဲဒါကျွန်တော်မလှုပ်တာလှုပ်တယ်ဒါမဲ့ခုနကတော့ပြောသလိုမျိုးကျွန်တော်တို့လှုပ်တဲ့ရှစ်စီရေးတွေကအရန်သူသိလွန်းတယ်အရန်ဖွက်လွန်းတယ်ဒါကြောင့်မို့တချို့အားတွေကကျွန်တော်ပြောဒီဒီအောင်စီရဲ့ရှစ်စီရေးဆိုကြည့်ဘယ်သူမှမသိဘူးဘယ်သူမှမသိဘူးကျွန်တော်တို့မှမထုတ်ပြန်တာ ။ဒါကျွန်တော်သိုးသိုးသိသိလုပ်တယ်။တိုက်ပွဲပေါင်းအချိန်နေရကျော်သွားပြီ။ရန်သူတွေအလောက်အတောင်ပုံရပုံပဲ။ကျွန်တော်သိသိရတဲ့လက်နဲ့ကလက်တရာကျော်သွားပြီ။ဒီထက်မှလေရင်ပြည့်တဲ့ဒီ Oregon တွေပါတယ်84တွေပါတယ်။ဒီလက်နဲ့တရာတော်တိုင်ရရဖို့မလွယ်ဘူး။အဲ့ဒီပိုက်ဖိုက်တွေကျွန်တော်ရရတယ်ဆိုတာဒါကျွန်တော်ပြောလို့ရတယ်ကျွန်တော်ဘယ်လောက်ထိလှုပ်လဲဆိုတာဒီအင်အားတမအမလိုက်အင်အားထောင်တဲ့ရှိဟိုအင်အားတွေကိုကျွန်တော်တို့မလှုပ်ပဲနဲ့ဒီအင်အားတွေကကျွန်တော်ပြောချင်တာဟိုဆုံးဆုံးမှုတွေရှိမလားဟုတ်တယ်မလားမတက်လားဟိုကျွန်တော်တို့မလှုပ်ပဲနဲ့အခုတော့ဆိုရင် သူတို့ကျွန်တော်ထိန်းချုပ်တဲ့နေရာတွေအကုန်လုံးပြန်ထိန်းချုပ်နိုင်ပြီပေါ့ဒါပေမဲ့ခုနကတတ်မဟာသီသီကြီးတတ်မဟာငါးကြီးမလားတတ်မဟာငါးမှာဆိုနေဆက်တကြောလုံးကုန်သွားပြီကျွန်တော်ပြောစခန်းပေါင်းမနေဘူးကျွန်တော်ပြောရင်ကဲတတ်မဟာခွန်တတ်မဟာခွန်လည်းခုနကတော့သူလုံနေတာတွေကမပေါ်ဘူးဒါပေမဲ့သေးကြတာတခုကတော့တလုံးပြီးတလုံးပြောက်သွားတာပဲကျွန်တော်တတ်မဟာချောက်မှာလည်းကြည့်မယ်ဆိုရင်အမျိုးတွေတမျိုးပြီးတမျိုးဟုတ်တယ်မလားမျိုးသုံးမျိုးရှိပြီတတ်မဟာချောက်မှာတင်လာတာတင်လာတဲ့တော့မကဘူးထိန်းချုပ်နိုင်ခဲ့တယ်အခုလက်ရှိအချိန်ထိဒါတွေကိုကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်တို့မလုပ်ဘူးလို့ပြောတဲ့လူတွေကပြည်သူမဟုတ်ဘူး ဒီစစ်ကောင်စီကဒီဒီပပလေးမှာဒီကျွန်တော်တို့ထိုးနှက်ဖို့အတွက်ကိုတို့တမင်သက်သက်ကိုဒီအင်ဖာယာကြီးတွေကိုမွေးထုတ်ပြီးတော့မှကျွန်တော်တို့နေ့စဉ်နေ့စဉ်ထိုးနှက်နေတာဒါကြောင့်မကျွန်တော်တို့ကမှုကိုမမှုတာဒါကပြည်သူတွေထင်တာမဟုတ်ဘူးစစ်ကောင်စီရဲ့ lobby တွေကဒါထိုးနှက်တာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့မလုပ်ဘူးဆိုလားဟိုအားလုံးလည်းအမြင်ပဲလုပ်နေတဲ့အနေအထားမှာကျွန်တော်တို့ကခုနကတော့ပြောလို့မထုတ်ပြန်တာပဲရှိတယ်ဒါပေမဲ့ကျွန်တော်တို့သူသူသိသိလုပ်တယ်စစ်စီရဲမှာဒါလည်းပြည်သူတွေလည်းဖြည်းဖြည်းနဲ့နားလည်လာပါတယ် 洗出来，洗出来。哎呦喂！鸟巢湖啊，鸟巢。အဲဒါတော့ဝေဖန်မှုတွေကတော့ဒီအဖွဲ့စည်းတွေရှင်းရှင်းကြားထဲမှာတော့ကျွန်တော်တို့အများကြီးဟိုတွေ့ရတယ်ကြားလဲကြားရတယ်ပေါ့နော်အတိအကကျွန်တော်ပြောချင်တာကတော့ဒီနွေဦးတော်လိုက်ဖြစ်မှဒီအဖွဲ့တွေကဖြစ်လာဖွဲ့လာတာမဟုတ်ဘူးကျွန်တော်တို့ဆိုရင်ဒါတောက်ဆောက်ပေါ့နော်အနှစ်30ကျော်ကျွန်တော်တို့ဒီ ကရင်လက်နက်ကင်တွေကွဲထွက်ရတဲ့အကြောင်းရင်းကျွန်တော်တို့ဒါကိုပြန်ကြည့်ရမယ်။ဘာကြောင့်ကွဲထွက်တယ်လဲ။ဘာကြောင့်အချင်းချင်းတွေပြန်တိုက်ခိုက်ကြတယ်လဲဆိုရင်ကျွန်တော်တို့ကအရင်တော့ကတော့တိုက်ကောင်းတိုက်လိမ့်မယ်။ကျွန်တော်တို့လက်ထက်မှာတော့ကျွန်တော်တို့ကခုနကပြောရှစ်ကောင်စီရဲ့ဟိုကျိုးဆွဲရကျွန်တော်တို့ကမကဘူး။မကဘူး။စစ်စင်ပြောလို့ဆိုရင်အဲတောက်ဆောက်အရင်ကဆိုကရင်တွေကလွယ်တယ်ခွဲရတာလွယ်တယ်။ဘာလို့လဲဆိုတော့ဟိုကရင်တွေကဟိုခုနကတော့များသောအားဖြင့်ဆိုရင်အဲဒီတယောက်ကိုတွားပြီးတော့မှဟိုတယောက်ရဲ့အကြောင်းကဒီလိုဒီလိုရှိတယ်။အမကောင်းကြောင်းပြောလိုက်တာနဲ့ခုနက ဟိုနည်းနည်းစဉ်းစားစဉ်းစားဆင်ခြင်ဖို့နည်းနည်းအားနည်းတယ်အားနည်းတယ်အရင်ကအရင်ခက်ကဆိုကျွန်တော်ပြန်ကြည့်မယ်ဒါကျွန်တော်တို့အရင်ကလူကြီးတွေနေပြီးပြောတာမဟုတ်အဖိုးအဖွားကျွန်တော်အဖေမိလက်ထက်ပေါ့နော်များသောအဖြစ်အဲ့လိုမျိုးတွေ့ရဒါပေမဲ့ကျွန်တော်တို့ကကောင်းကောင်းသင်ခန်းစာရခဲ့ပြီအဲ့ဒီပုံမှာရှေ့ကောင်စီကကျွန်တော်တို့ကိုကရင်အဖွဲ့တွေကိုမကွဲကွဲအောင်ဘလို့တွေလုပ်ခဲ့တယ်လေဒါတွေကိုကျွန်တော်သင်ခန်းစာယူတယ်ဒါမှကျွန်တော်တို့လက်ထက်မှာကဒီနွေဦးဒေါ်လာကြီးကလည်းပောက်ပွားလာတယ်အာနာသိမ့်မှုဖြစ်လာတဲ့အခါမှာဒေါ်လာကြီးအင်အားစုတွေ ဒီတစုတစည်းနဲ့ပေါင်းစည်းလာတဲ့အပေါ်မှာကျွန်တော်တို့ကလည်းခုနကတော့ရှစ်ကောင်စီရဲ့အကြိုက်ကိုကျွန်တော်တို့ကလိုက်လို့မရဘူး။ဘာလို့လဲသူတို့သူတို့သူတို့ကတဲ့ဟိုဟိုကျိုးဆွဲတဲ့ကိုကျွန်တော်တို့ဝင်လို့မရဘူး။ဒါကြောင့်ခုနကတော့ကရင်နေအချင်းချင်းပြန်ပြီးတော့မှပုံကန်လာအောင်သူတို့မှအများကြီးလုပ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီလိုမျိုးကျွန်တော်တို့အချင်းချင်းနေပြန်ပြီးတော့မတိုက်ခိုက်အောင်ညီညွတ်ညွတ်ဖြစ်အောင်ကျွန်တော်တို့ဆိုယုံကြည်မှုနဲ့ကျွန်တော်တည်ဆောက်တယ်။ယုံကြည်မှုဆိုတာခုနကတော့ကျွန်တော်ရှစ်ကောင်စီကိုတိုက်နေတယ်။တချို့ဒါအားလုံးလည်းသိတယ်။ BGS ဆိုတာကအရင်ကဒါရှစ်ကောင်စီရဲ့လက်အောက်ခံတပ်ဖြစ်တယ်။ စစ်ကောင်စီရဲ့လက်အောက်ခံတပ်ဖြစ်တဲ့စစ်ကောင်စီရဲ့လက်စားစားတယ်ဒါပေမဲ့ခုနတော့လေအဲ့ဒီလိုအဖွဲ့စည်းကိုကျွန်တော်တို့ကယုံကြည်မှုနဲ့တည်ဆောက်တဲ့နေရာမှာကျွန်တော်ကိုယ်တိုင်သွားတယ်တွေ့တယ်ကျွန်တော်တို့အချင်းချင်းတွေပြန်မပြည့်အောင်ကျွန်တော်တို့အချင်းချင်းတွေဒါကျွန်တော်တို့ကသုံးချခံနေရတယ်ကျွန်တော်တို့ကဒါကျိုးဆွဲခံနေရတယ်ဆိုတဲ့ဟာတွေကျွန်တော်တို့ဒါတွေကိုအချက်ချာကြက်ကြက်ကျွန်တော်ထောက်ပြပြီးတော့မှကျွန်တော်တို့အချင်းချင်းတွေပြန်ပြီးတော့မှကျွန်တော်တိုက်နိုင်မယ်ဆိုရင်ထေကြတယ်ကျွန်တော်တို့ပြည်သူတွေပဲဒုက္ခရောက်မယ်ဒီမှာစီးတဲ့ကျွန်တော်လူမျိုးတွေပဲဒုက္ခရောက်မယ်ဒါတွေကိုကျွန်တော်တို့ဟိုခေါင်းချင်းဆိုင်ပြီးတော့ဗောနော်ဒါကျွန်တော်တို့ဒီရင်ကွဲထွက်နေတဲ့အဖွဲ့တွေကိုကျွန်တော်တို့ဒါကိုလည်းကျွန်တော်တို့က ပြန်ပြီးတော့စုစည်းရတာဖြစ်တယ်ဒီလိုမျိုးစုစည်းတဲ့အခါမှာတော့ဟိုတချို့တော့တချို့တော့တော့ဒါမြင်မှာပေါ့နော်အာဟိုဒါဘာကြောင့်မတိုက်တာလဲဒါဒါမဲ့ကျွန်တော်တို့ပြောချင်တာကျွန်တော်တို့ရီမန်းချက်ကအာနာစင်ပဲလေနော်အာနာစင်ပြုတ်ကြရေးပဲကျွန်တော်ကရင်ပြည်မှာရှိတဲ့ကရင်လက်နက်ကန်တွေအချင်းချင်းပြန်တိုက်ဖို့လည်းမဟုတ်သလိုပြန်တိုက်ဖို့လည်းအားပေးစရာမလိုကြပြောချင်ကျွန်တော်တို့ကခုနကတော့ပြောသလိုမျိုးကျွန်တော်တို့အချင်းချင်းနဲ့ပြန်မတိုက်အောင်ကျွန်တော်တို့ကဟိုခုနကတော့ပြောယုံကြည်မှုတွေတည်ဆောက်ရတယ်နော်ခုနတယောက်တယောက်ဒါ

ဲ့ဒါတော့ကျွန်တော်တို့ခုနကတော့ပြောသလိုမျိုးပေါ့နော်ဒါတစုတစည်းတဲ့ပြန်ဖြစ်ဖို့ကတော့ကျွန်တော်တို့နည်းနည်းကျွန်တော်တို့ခြိလန်းလန်းရအောင်မယ်ခြိလန်းလန်းရအောင်မယ်ဒါပေမဲ့ပေးကြတာတခုကတော့အချင်းချင်းပြန်မပြစ်တော့ဘူးအချင်းချင်းပြန်မပြစ်လို့လဲကျွန်တော်တို့ကအချင်းတူတွင်းနမှာဒီလိုအောင်မြင်မှုရတယ်လို့ကျွန်တော်ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကခုနကတော့ပြောလို့ဒီမျိုးတစ်ခုလုံးကိုလိုချော်ယူထားတာစစ်တပ်ကဟိုအဲ့လောက်ထိမှမဟုတ်တာခုနကပြော BGS ကအများဆုံးတာဝန်ယူတာဒါပေမဲ့ဒီအပေါ်မှာကျွန်တော်တို့အချင်းချင်းနားမလည်ဘူးဆိုရင်ကျွန်တော်တို့ဘလို့နီးနေမှာဒီလောက်ဒီအချင်းတူတွင်းနမှာကျွန်တော်တို့ဒီမသိမ့်ပိုက်နိုင်ဘူးမတိုက်ခတ်နိုင်ဘူး ဒါဆိုရင်ကျွန်တော်တို့မြင်လို့ရတယ်ကျွန်တော်တို့တွေးလို့ရတယ်တေးကြတာတခုကကျွန်တော်တို့ကဒီကာလမှာအချင်းချင်းနေယုံကြည်မှုတခုနဲ့တိဆောက်ပြီးတော့မှအချင်းချင်းနေပြန်မပြည့်ကြဘူးတစ်ဖက်မှာလည်းခုနကတော့ပြောကျွန်တော်တို့ကလှုပ်เสียရရှိတာကျွန်တော်တို့လှုပ်နေမှာပဲခုနကတော့ပြောအာနာရှင်ပြုတ်ကြရေးအာနာရှင်အမြင့်ပြက်ရေးကိုကျွန်တော်တို့ကခုနကပြောတော့ဒါကျွန်တော်တို့သွားနေတာပဲဒါခုနကတော့တချို့ဟာတွေကကျွန်တော်တို့ကအကုန်လုံးထုတ်ဖို့ပြောလို့မရတာတွေရှိတယ်ဒါပေမဲ့ခုနကသေးကြတာခုကကျွန်တော်ပြောချင်တာကအာနာရှင်မြန်မြန်ပြုတ်ဖို့အတွက်ကိုကျွန်တော်အချင်းချင်းပြန်တိုက်နေလို့မရအောင် တိုင်းရင်းသားဒေသအစည်းအစည်းကလည်းခုနအချင်းချင်းတွေပြန်ထပ်ဖြစ်နေမယ်ဆိုအာနာစင်ပြုတ်ကျရေးကိုကျွန်တော်ဒီဇိုင်းမဲ့သွားလို့မရအောင်ပေးကြတာတခုကကျွန်တော်တို့အချင်းချင်းဟိုမတိုက်ဘူးတစ်ဖက်မှာလည်းကျွန်တော်အာနာစင်ပြုတ်ကျဖို့အတွက်ကျွန်တော်ဒီဇိုင်းမဲ့သွားလို့ရမယ်ဒါကြောင့်မို့ကျွန်တော်တို့အချင်းချင်းပြန်မတိုက်ရင်ရပြီကျွန်တော်တို့သွားတဲ့လမ်းစဉ်ကသူ့ဘက်သူဆင်တစ်ဆင်တစ်နှစ်နဲ့တစ်နှစ်သူ့ဘက်သူဆင်သွားလိမ့်မယ်ပြီးမှရည်တယ် ခက်ခဲတော့အများကြီးရှိတာပေါ့လက်ရှိကျွန်တော်ဆိုရင်ဒီမှာဒီစစ်စင်ရဟတ်တားတာကျွန်တော်တို့ကျွန်တော်အုတ်ချုံမွားမှာဆိုစစ်ကြောင်း၄ကြောင်းရှိတယ်နော်ဒီမှာစစ်ကြောင်း၄ကြောင်းရှိတယ်ပြီးတော့ဒီထက်မှမှကျွန်တော်တို့မဟာမိတ်စစ်ကြောင်းတွေမဟာမိတ်တပ်ဖွဲ့တွေရှိတယ်အဲဒီဟာတွေကတော့ခက်ခဲတာပေါ့ခက်ခဲတယ်ဆိုတာခုနကတော့ပြောလို့ဒါပေမဲ့ခက်ခဲတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ကစိတ်ဓာတ်တော့မကြဘူးလေနော်မကြဘူးဒီများတော့ဒီအင်အားအများကြီးနဲ့အလုံးကြီးနဲ့ထိုးတက်လာတဲ့ရန်သူတွေကိုကျွန်တော်တို့ခုနကတော့အကောင်းကောင်းမွန်မွန်ကျွန်တော်တို့အခုခံနိုင်တယ် ချိန်မုန်းနိုင်တယ်ဆိုတာလည်းခုနကတော့ပါနမတစ်ချက်တော့ပြည်သူပေါ့နော်ပြည်သူလို့ပြောမှာပြည်သူထောက်ခံမှုကဒီကနေ့ဒီချိန်ထိဒီဒေါ်လာရေးပေါ်မှာအခုထိမမိမ့်မိန်သွားဘူးတည့်ရချက်ဒါဆိုပြည်သူထောက်ခံနေတဲ့ကျွန်တော်တို့ကစိတ်ဓာတ်ကတော့ဟိုခုနကတော့အထွန်းထိပ်ကိုရောက်နေမှာပဲနော်တည့်ရချက်နေ့အချက်ခုနကတော့ပြောဟိုမွေးကြေးရေးပေါ့မွေးကြေးကတော့စစ်စေးရေးတိုင်းမှာမွေးကြေးရေးအခက်အခဲရှိတယ်စစ်စေးရေးတိုင်းမှာမွေးကြေးလိုအပ်တယ်ဒါမဲ့ခုနက လိုအပ်တဲ့အပေါ်မှာကျွန်တော်တို့ကလည်းခုနတော့ပြောလို့ကိုတက်နိုင်တဲ့ဘက်ကဟိုပြည်သူတွေကလည်းတက်နိုင်တဲ့ဘက်ကကူကြတယ်ကိုတွေကလည်းခုနတော့ပြောလို့ကိုတွေကတက်နိုင်တဲ့ဘက်ကယုံပြီးတော့မှဒီစစ်စီရေးမှာကျွန်တော်တို့အကုန်လုံးကျွန်တော်တို့ဒီအဆုံးပြူတာပေါ့အဆုံးချတာပေါ့နောက်တစ်ခုကဒီခဲရန်နေဆိုရယ်တော်တော်များများတော့ကျွန်တော်တို့ကအဝဲရတာနဲတယ်ဘာကြောက်လဲဆိုတော့ကျွန်တော်ကဟိုကျွန်တော်စစ်စီရေးတိုင်းကရန်သူလက်နဲ့ကိုလက်နဲ့ဆိုသလိုရန်သူကြည့်ကိုကြည့်အဲကျွန်တော်တို့ရှစ်စီရေဟိုပြန်ကြည့်လို့ရတယ်လေကောကဆိုင်ပြီးကိုကြည်တည်းကရန်သူစီမှာရတာလက်နဲ့ဘောင်းကလည်းမနှဲတော့ဘူးကျွန်တော်ဆိုဒီလင်းနဲ့တွင်းထဲမှာဆိုလက်နဲ့ လက်နဲ့အရေအတွက်က2000ကျော်နေပြီအဲအလက်ရေဒါဆိုကျွန်တော်ဒီရန်သူလက်နဲ့နဲ့ကျွန်တော်ပြတ်တက်ဆင်တယ်နောက်တစ်ခုကလက်နဲ့ခဲရမ်းနေပေါ့ခဲရမ်းနေဆိုကျွန်တော်တက်ရင်တရင်ရပြီဆိုတော့အဲ့ဒီမှာခဲရမ်းနေအများကြီးရတယ်ဗျာတက်ရင်တရင်ရခဲရမ်းနေအများကြီးရတယ်အဲဒီလိုနဲ့ပဲကျွန်တော်တို့ကဒီခဲရမ်းနေနဲ့ကျွန်တော်ပြန်စုပြီးတော့မှခုနတော့ပြန်တိုက်တယ်ဒီအောင်စေးရဆိုလည်းကျွန်တော်ခဲရမ်းနေအများကြီးရတယ်ခုန point five ကြီတို့ခုနဒီဖိုးကြီတို့ဒီ60ကြီတို့လက်နဲ့တို့ဒါတွေနဲ့ကျွန်တော်တို့ကပြန်တိုက်တယ်အဲ့တော့ခုနကအဓိကအဲ့လိုပြန်တိုက်နိုင်ဖို့စိတ်ဓာတ်ပေါ့နော်ကျွန်တော်စိတ်ဓာတ်ဒီအခုဒီမမိမ့်မိသွားဘူးဘာကြောင့်ကျွန်တော်တို့စိတ်ဓာတ်အခုဒီ အပေါ်ကိုရောက်နေလဲဆိုတော့ခုနပြည်သူပေါ့ပြည်သူအားပေးမှုကဒီကနေ့တည်းချေရော့မှမကြော့မရော့ကြသေးတာဒါကြောင့်မို့ကျွန်တော်တို့ကဒီလိုအခက်အခဲတွေကိုအလိုစိန်ခေါ်နိုင်ဖို့အတွက်စိတ်ဓာတ် ခုနတော့ပြည်သူတွေရဲ့ဟိုဟိုခုနအားပေးမှုထောက်ခံမှုနော်နောက်တစ်ခုကဒီရန်သူလဲနဲ့ကိုယ်လဲနဲ့ရန်သူကြီးကိုယ်ကြီးဆိုတော့ကျွန်တော်တို့စိတ်ဓာတ်နဲ့ကျွန်တော်လှုပ်လို့ဒီကနေ့တည်းကျွန်တော်တို့အောင်မြင်မှုတွေရတယ်အခုချိန်ထိကျွန်တော်ခုခံတိုက်ခိုက်နိုင်တယ်